တဝင်းမြို့မှာပုဂ္ဂလိကဆေးကိုချုပ်ပိတ်ခန့်ထားခြင်းရစ်ချင်းလာပြတဲ့ကိုယ်ဆောင်မြို့သူမိတို့မလာ30တင်းနေမနေ့စောစောမှာရေဘူကာဘောကလေးမွေးဖွာလာရတယ်လို့ရေကိုတန်တွင်းနဲ့ရေဘူကေဆေးရေဖွဲ့စည်းကားသိရပါတယ်။အဲ့ဒီအမျိုးသမီးဟာမင်းလန်ဆေးအိုမှာကိုဝင်ပြဖို့တဝဲကိုရောက်လာတာလို့ဆိုပါတယ်။တဝဲရောက်လာချိန်မှာမင်းလန်ဆေးကိုပိတ်ခန့်ထားရတဲ့အတွက်အခြားဆေးကိုတီးဖို့ပြောင်းပြဖို့အရှိပင်ရကွက်ကတကူခန်းတကူမှာညအိတ်လိုက်ရတာပါ။ မနေ့၃နိုင်လမှာတော့အိတ်ကွင်းဆောင်အမျိုးသမီးဟာဘိုင်နာလာလိုဒိုဝဲစီကိုကြိုးပို့ဆောင်ခြင်းရေပေါ်ကားပေါ်ကလေးထွက်လာတဲ့အတွေ့ဇီကိုတန်ရေပေါ်ပွေရစတဲ့နာဝန်ထမ်းတွေကကနေဦးပြုစုပြီးဒိုဝဲစီကိုကြိုးပို့ဆောင်ပေးလိုက်ရပါတယ်။ကွင်းဆောင်အမျိုးသမီးဟာရေပူမျိုးနဲ့တပုတ်လေဒေတာပွားကြိုးဝါစာတီဖြစ်ပါတယ်။စကောင်းစီဟာဒိုဝဲမျိုးကပိုလီကာစီကိုတိုးယုံဖြစ်တဲ့မက်ဒီလန်စီကို ေးစေးကိုစာရဝါစေးတွေကိုမနတရင်ကစာပြီးစေကူတာခွင့်ပိတ်ထားလို့ဒိုးပြည်သူစေဦးကြီးနဲ့ဂျာပုဂလိကစေဦးနေကိုမှပုံမှန်ထက်လူနာတွေများပြားနေပါတယ်